မာဆုံခ USA နိုင်ငံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုတွေ့ကြုံခဲ့ရတဲ့ခံစားရတဲ့နောင်တတရား၄ခုတိတိမျှဝေမှာဖြစ်ပါတယ်နောင်တတရားဆိုတာပါလဲလှုပ်တင့်လှုပ်ထိုက်တဲ့အရာတစ်ခုကိုလှုပ်တင့်လှုပ်ထိုက်တဲ့အချိန်မှာမလှုပ်ခဲ့ရလို့နောင်တရခြင်းစိတ်မကောင်းခြင်းဖြစ်ပါတယ်ခမညာ ကျွန်တော် USA နိုင်ငံကို2012ခုနှစ်ကရောက်ပါတယ်အခုဆိုရင်12နှစ်ကျော်ရှိပါပြီခမနံပါတ်1ကျွန်တော်နောင်တရတာအိမ်ဝယ်တာနောက်ကျခဲ့တယ်ဗျတကယ်တမ်းကျတော့2015ခုနှစ်မှာကျွန်တော်အိမ်ဝယ်လို့ရပြီဗျ USA နိုင်ငံမှာတပတ်ကိုနိုင်40အလုပ်လုပ်ရတယ်အခွန်နှစ်နှစ်တိတိအခွန်ဆောင်ပြီးပြီဆိုရင် အိမ်ဝယ်လို့ရတယ်ဆိုတာကျွန်တော်မတိခဲ့ဘူးဗျကျွန်တော်ထင်တာအိမ်ဝယ်ဖို့ဆိုတာကိုယ့်လက်ထဲမှာပိုက်ဆံ၃၄၅00ှိမှဝယ်လို့ရတယ်လို့ထင်ခဲ့တယ်ဗျမဝယ်ရဲခဲ့ဘူးဗျဒါတကယ့်ဖြစ်မှန်ဗျဘာလို့တိရတာလဲဆိုတော့ကျွန်တော်2015ှမှာအခွန်တော့ဆောင်းတယ်ဒီအေဂျင့်တွေနဲ့အစိုးရနဲ့အခွန်ဆောင်းရတယ်ဗျကျွန်တော်တို့ဒီနှစ်တခါဆောင်းလဲပြီးရောကိစ္စပြီးတော့ပြီအဲ့ချိန်မှာ အခုကို service လုပ်ပေးတဲ့လူကကျွန်တော်မေးတယ်။နင်အိမ်ဝယ်သေးဘူးလားတဲ့။ကျွန်တော်အံ့ဩတယ်။ကျွန်တော်အနေနဲ့အိမ်ဝယ်ဖို့ဆိုတာကိုနဲ့မဆိုင်ဘူးမဝယ်နိုင်ဘူးလို့ကျွန်တော်ထင်ခဲ့တယ်။ဟာဘယ်လိုလုပ်ဝယ်တော့ရမှာလဲလို့ကျွန်တော်ပြောတာကျွန်တော်လက်ထက်မှာငွေမှမြန်မြန်ဆဆမှမရှိတာတဲ့။သူပြောတာပိုက်ဆံရှိမှဝယ်လို့ရတာမဟုတ်ဘူးလေတဲ့။နေ့မှနနစ်စာအခွန်ဆောင်ပြီးပြီ။နင်က full time နဲ့အလုပ်ရှိတယ်နော်။အခုနေ့ income အနေထားနဲ့ဆိုအိမ်ဝယ်လို့ရပြီ။ဝယ်မှာလား။ ငါတို့လှုပ်ပေးမယ်တဲ့အဲ့ဒီချိန်ကကျွန်တော်ထင်တာကျွန်တော်ကိုကျင်းထက်တယ်လို့ထင်တာသူတို့ပွဲစားခရကျွန်တော်ကျွန်တော်ကိုဆွဲဆောင်နေတော့ကျွန်တော်ကထင်ခဲ့တာဗျအဲ့ဒီထင်မြင်ချက်ကတကယ်မားခဲ့တယ်သူတို့ပြောတာမှန်တယ်ဗျအခုမှကျွန်တော်ပြန်တရတာကျွန်တော်အိမ်ဝယ်လို့ရတယ်အဲ့ချိန်မှာအဲ့ချိန်မှာကျွန်တော်မဝယ်ခဲ့တဲ့အတွက်2018မှာဝယ်ဖြစ်တာဗျ၃နှစ်ကျော်၄နှစ်နေပါနောက်ကျခဲ့တယ်ဗျ အဲ့ဒီအတွက် ကျွန်တော်အထူးပဲနောင်တရပါတယ်။ဘာကြောင့်လဲကျွန်တော်နောက်ကြမှဝယ်တဲ့အတွက်အိမ်ရဲ့တန်ဖိုးဟာဆေးကြီးသွားတယ်ဗျ။အဲ့ဒါကြောင့်တလတ်တလတ်ပေးရတဲ့ဟာပိုများသွားတယ်။အဲ့ဒါကြောင့်ပါခင်ဗျ။နံပါတ်1မှတ်ထားပါ USA နိုင်ငံမှာရောက်မယ်ဆိုရင်မိမိရောက်ပြီးနနစ်အခွင့်ဆောင်ပြီးပြီဆိုရင်အိမ်ဝယ်ကိုဝယ်တင့်ပါတယ်ခင်ဗျ။နံပါတ်1နောင်တ။နံပါတ်2ကျွန်တော် USA နိုင်ငံကိုရောက်တယ် သူမြောက်တယ်ပြောတယ် stock တွေလုံမယ် crypto တွေလုံမယ်ကျွန်တော်ကြားတယ်ကိုနဲ့မဆိုင်ဘူးလို့ထင်ခဲ့တယ်ဗျငါတို့မမီပါဘူးငါတို့နားမလဲပါဘူးငါတို့တွားလုံလို့မဖြစ်နိုင်ပါဘူး stock တို့ crypto တို့လုံဖို့ဆိုတာဒီနိုင်ငံမှာတက်ကတူတက်မှအင်္ဂလိပ်စကားမနဲ့မှဒီ computer တွေကြွမ်းမှငွေအရင်နီးတောင်းချီတိန့်ချီရှိမှလုံလို့ရတယ်လို့ကျွန်တော်ထင်ခဲ့တာဗျကောင်းကောင်းမားပါတယ်ခင်ဗျအရှက်ကိုမားခဲ့ပါတယ်ကျွန်တော်ကောက်ကောက်နောင်တရပါတယ်ခင်ဗျ ဒီ crypto လောက stock လောကထဲကိုကျွန်တော်2021ခုနှစ်မှာစဝင်ခဲ့ပါခင်ဗျအရန်ကိုနောက်ကျသွားပြီဗျအဲ့ဒီချိန်မှာ bitcoin တစ်ခုအတန်ဖိုးဟာ3တောင်းကျော်4တောင်းနီးပါးဖြစ်နေပါပြီခင်ဗျကျွန်တော်စလုပ်တဲ့ချိန်မှာအကယ်၍ကျွန်တော်ဒါ USA နိုင်ငံစရောက်ရောက်ချင်းဒီ crypto ကိုစလုပ်ခဲ့မယ်ဆိုရင်2010နဲ့2013ဝင်းကျင်မှာဆိုရင် ပစ်ကွင်တစ်ခုအတံဖို့ဟာဒေါ်လာ100ကျော်ကျော်ပဲရှိတယ်ဗျ။အရန်ကိုကွာတော့ပြီဗျ။လက်ရှိဒီနေ့ဆိုရင်ပစ်ကွင်တစ်ခုအတံဖို့ဟာဒေါ်လာ800တောင်းကျော်900တောင်းကြားထဲမှာပြေးနေပြီဗျ။ဘလောက်ထိနှိမ့်နာခဲလဲဗျ။ဒါခရစ်တိုစတော့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကောင်းကောင်းနောက်တားရပါတယ်ခင်ဗျ။အဲ့ဒါကြောင့်ချစ်မိတ်ဆွေတွေ USA နိုင်ငံကိုရောက်မယ်ဆိုရင်ဒီ stock locker ခရစ်တိုလောကထက်ကိုဝင်ဖို့မကြောက်ပါနဲ့ခင်ဗျမိမိမှာရှိတဲ့အရင်းနှီးနဲ့စလှုပ်ပါမဆောင်ပါနဲ့ဒေါ်လာ50ရှိရင်50နဲ့စလှုပ်လို့ရပါတယ်ဆိုတာကျွန်တော်ဘောဘာနဲ့ရင်းပြီးတော့အကြံပေးလိုပါတယ်ခင်ဗျပြီးတော့နံပါတ်3 41ခင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရန်နောင်တာရပါတယ်ခင်ဗျ41ခင်စုလို့စုရမှလည်းကျွန်တော်မတိဘူး ကျွန်တော်အလောက်စလောက်တဲ့ချိန်မှာကျွန်တော်တိတဲ့ချိန်မှာ အရကိုနောက်ကျသွားပြီကျွန်တော်အလောက်လောက်ပြီး၄၅နှစ်မှစတိတာဗျစတိတော့စဆုတယ်ဆုတဲ့ခါကျလဲမားပြန်ရောကျွန်တော်က600ခိုင်နှုန်းပဲစဆုတာဗျအမှန်ဆိုအနည်းဆုံး100ခိုင်နှုန်း1500ခိုင်နှုန်းစရမှာဗျကျွန်တော်အရနောင်တရခဲ့ပါတယ်41ခင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမားတွေအများကြီးလောက်ခဲ့ဖူးတယ်ဗျကျွန်တော်600ခိုင်နှုန်းစုတယ် စူးတဲ့ဟာကိုကျွန်တော်ရိုးရိုးအတိုးပေးတဲ့နေရာမှာတော့စူးမိတာဗျအဲ့ဒါအရာကိုမားပါတယ်တနစ်တနစ်ကိုနေ့ရခိုင်တော့မဲ့အတိုးပေးပါတယ်ခင်ဗျတကယ်တန်းစူးတင်တာကြတော့ S&P 500 index fund အဲ့နေရာမှာစူးတင်ပါတယ်ခင်ဗျကျွန်တော်အတိတာအရာနောက်ကျခဲ့ပါတယ်ခင်ဗျ S&P 500 index fund မှာစုမယ်ဆိုရင်ကိုယ့်ရဲ့စုငွေဟာ အနည်းဆုံးတစ်နှစ်တစ်နှစ်ကိုဆေးရခိုင်တော့အတိုးတက်ပါတယ်ခင်ဗျအနည်းဆုံးတော့တချို့နှစ်တွေဆိုရင်25ရာခိုင်နှုန်းထိတက်ပါတယ်ခင်ဗျပြီးတော့ compound interest ဆိုတဲ့အတိုင်းအတိုးပေါ်အတိုးစစ်ပြီးတော့မိမိရဲ့စုငွေကများများတွားပါတယ်ခင်ဗျအဲ့ဒါကျွန်တော်တိတာအရန်နှောက်ချခဲ့ပါတယ်ခင်ဗျအရန်နှောက်ချခဲ့ပါတယ်အကယ်၍ကျွန်တော် USA နိုင်ငံမှာစရရောက်ချင်းမှာအဲ့ဒါတွေကိုအခြေအလဲနားလဲတယ်အနည်းဆုံး10ရာခိုင်နှုန်းစုဖြစ်မိ မဲဆိုရင်ဒီချိန်မှာ41ခဲစုငွေဟာတိထက်မကအနည်းဆုံးနှစ်ဆ၃ဆနီးပါရှိမှဖြစ်ပါတကယ်မြတ်ကျွန်တော်အရင်နဲ့နာခဲ့ပါတကယ်မြတ်အဲ့ဒါကြောင့် USA ငိုင်းရောက်လာမယ်ဆိုရင်ချစ်မိတ်ဆွေတို့အလုဆလုပြီဆိုကြတဲ့ကအနည်းဆုံးတော့ဆရာခိုင်တော့ 401k မှာစုပါခင်ဗျကျွန်တော်အကြံပေးပါတယ်ပြီးတော့မိမိရဲ့စုငွေကိုရိုးရိုးအတိုးပေးတဲ့နေရာမှာမထားပါနဲ့ SNB 500 Intest Fund เนี่ยมาท้าပါခင်ဗျကျွန်တော်ကောင်းကောင်းဘဝနဲ့ရင်ပြီးရတဲ့တင်ခန်းစာနဲ့အကြံပေးပါတယ်ခင်ဗျပြီးတော့နောက်ဆုံးတစ်ခုနံပါတ်၄နောင်တရတာကျွန်တော်ဒီ content creator ဒီဗီဒီယိုတွေရိုက်ပြီးတော့ social media မှာတင်ပြီးတော့ sharing လုပ်တဲ့အလုပ်ကျွန်တော်စခဲ့တာအရင်နောက်ကြတယ်ဗျ USA နိုင်ငံရောက်ပြီး10နှစ်ကြာမှကျွန်တော်စတာဗျအရန်ကိုနောက်ကျပါတယ်တကယ်တမ်းကျတော့ကျွန်တော် USA နိုင်ငံရောက်ရောက်ချင်းစတင်တယ်ဗျစတင်တယ်ဗျနောက်ကျပြီးမှစတော့ဘာဖြစ်လဲကျွန်တော်ရတင်ရထိုက်တဲ့ follower တွေရဖို့ခဲရင်တော့တယ်ဗျပြီးတော့အတွေ့အကြုံတင်ခန်းစာတွေတင်ယူဖို့အချိန်ကအရန်ကို နဲရွားတယ်ဗျ2000 73ခုနှစ်တော့ဆိုဒီမှာဗီဒီယိုရိုက်ပြီးတင်တဲ့လူအရင်နဲရတယ်ဗျအဲ့ချိန်ကတည်းကစတဲ့လူအရင်အောင်မြင်နေကြတယ်ဗျအဲ့ဒီချိန်ကဆိုရင်ကျွန်တော်မမေ့တလောက်ဆိုရှယ်မီဒီယာမှာတီတီစတယ်ဗျပြီးတော့ဖြိုးဖြိုးဒီနှစ်ယောက်စခဲ့တယ်ဗျကျွန်တော်တို့ကြည့်ပြီးတော့အာစရင်ကောင်းမလားကောင်းမလားဆို ပြီးတော့ကျွန်တော်ဒီမှာအရင်ရောက်နင့်ပြီးသားတငယ်ချင်းတွေသူတို့ဒီနိုင်ငံမှာကြောင်းလဲတက်တယ်ဗျာအင်္ဂလိပ်စကားလဲမှုတ်နေတယ်ဗျာကျွန်တော်ထက်လဲအတွေ့အကြုံဘယ်လိုပြောမလဲကွန်ပျူတာစကေးဒီဖုန်းစကေးအင်တာနက်စကေးလဲအယမ်းမြင့်တယ်သူတို့ကျွန်တော်ရောအကြံပေးတယ်နင်တို့လှုပ်ကြည့်ပါလားလို့သူတို့ကစိတ်မပါဗျာမလှုပ်ချင်ဘွာဘယ်လိုပြောရမလဲသူတို့ကမလှုပ်တော့ကျွန်တော်ပါဖြစ်လဲဆိုတော့သူတို့တော့မှမလှုပ်တော့ငါလှုပ်ရင်ဖြစ်ပါမလားဆိုအဲ့မှာကျွန်တော် အကြည့်အကျဉ်းမားရတာဗျတကယ်တမ်းကျတော့ဘသူလှုပ်လှုပ်မလှုပ်လှုပ်ကိုရောက်နေတဲ့အရာကိုကို့မှာရှိတဲ့အရေးချင်းနဲ့စလို့ရတယ်ဆိုတော့ကျွန်တော်အရင်နောက်ကျခဲ့တယ်ဗျအရင်နောက်နောက်ကျခဲ့တယ်ဗျတကယ်တမ်းကျတော့ဘယ်နိုင်ငံမှာပဲနေနေမြင့်တဲ့အရေးချင်းပဲရှိရှိကိုဖုန်းတစ်လုံးရှိအောင်နဲ့ဒီဆိုရှယ်မီဒီယာလုပ်ငန်းဒီဘလော့ဂါလုပ်ငန်း content creator လုပ်ငန်းအလုပ် စလို့ရတယ်ဆိုတာကျွန်တော်ကောင်းကောင်းသိခဲ့တယ်ဗျစလို့ရတယ်အဲ့ဒါကြောင့်ခွန်အားပေးချင်ပါလေချင်းမဲ့ဆိုရင်ပေးမှာပဲနေနေမြန်မာပြည်မှာပဲနေနေနိုင်ငံခြားမှာပဲနေနေအကေရွေးချင်းမဲ့ဆိုရင်နေနဲ့ content creator လောက်ချင်တယ်နော်မဆောင်နဲ့ဗျအင်္ဂလိပ်စကားတတ်မှပွဲရမှဒီ computer skill တွေကျွမ်းကျင်မှ video editing skill တွေကျွမ်းကျင်မှ မဆောင်နဲ့ ကိုမဖုန်းဒလုံးရှိတာနဲ့တခါတည်းဗီဒီယိုရိုက်ပြီးတော့တင်စတကယ်ဖြစ်တယ်ဗျတကယ်ဖြစ်တယ်ဗျအရေးကြီးတာပါလဲ authentic အရှိတရားပဲအခြေခံမှာမဟန်ဆောင်နဲ့မရှိမရှိဘူးမတိမတိဘူးအရှိကိုရှိတိုင်းရိုက်ပြဗျာအရန်ကိုအဲ့လိုမခဲရင်မို့ဗျအဲ့ဒါကြောင့်ဒီ content creator လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် အကြည့်အကျဲနောင်တရပါတယ် sanity နှုတ်ကြခဲ့ပါတယ်ခင်ဗျာ ဒါပါပဲကျွန်တော် USA နိုင်ငံရဲ့နောင်တရတဲ့အရာလေးခုချင်းမေဆွေတို့အနေနဲ့ထင်ခန်းစာရဖို့ကျွန်တော်ဘဝနဲ့ရင်းပြီး sharing လုပ်ခြင်းဖြစ်ပါတယ်တခုခုလောက်တော့မယ်ဆိုရင်ကိုယ်စိတ်ထဲကနေလှုပ်တင်လှုပ်ထိုက်တယ်လို့ယုံကြည်ပြီးဆိုရင်ဘတုကမှမတိုင်ပင်ပါနဲ့ခင်ဗျရေရေဝွင့်ဝွင့်တာစတင်ပါအကယ်၍ညီတိအရာမစိုးနောက်ကျပြီးမှလှုပ်တယ်ဆိုရင်အရန်ကို အရာရာနောက်ကြပါတယ်မြတ်အရာရာနောက်ကြပါတယ်မြည်တဲ့အရာမဆိုလက်ဦးယူမှုရအောင်လှုပ်ထားပါခမြတ်ပတုကမမတိုင်ပြမှာနဲ့ကိုကိုတစ်ချက်စဉ်းစားဒီအလုပ်လှုပ်တင်တာလားလှုပ်တာလှုပ်ပြလှုပ်တာလှုပ်ဥပမာအခု stock တွေ crypto တွေနော်သူများတယ်လှုပ်နေကြတယ်လူတစ်တယောက်အနေနဲ့ကျွန်တော်အကြံပေးချင်တာလှုပ်ရင်ကောင်းမလားမလှုပ်ကောင်းမလားပတုအမမတိုင်ပင်နဲ့ ခင်ဗျားတို့တိုင်ပင်သူများတွေပြောတယ်ဟာရှုံးမယ်ကွာပါညာချစ်မယ်ဆိုရင်လုပ်ငန်းတစ်ခုဟာရှုံးရင်ရှုံးမယ်ညံ့ညံ့မယ်စဖို့ရာရေးကြည့်တယ်ရှုံးရှုံးပြစ်စေပြကျွန်တော်ဆိုလိုတာကိုတတ်နိုင်တဲ့အရင်နေ့ကနေစပါစလုပ်ပါရှုံးအတွေ့အကြုံရတယ်ဆက်လုပ်အဲ့အတွေ့အကြုံတင်ခန်းစာယူဆက်လုပ်ဘသူကမှခုချက်ချင်းလို့ခုချက်ချင်းမချမ်းတာဘူးချစ်မယ်ဆိုရင်ဒါရှင်းရှင်းလေး ကျွန်တော်အကြံပေးချင်ပါတယ် content creator လည်းအတိုင်းပဲခုချက်ချင်း video ရိုက်တင်ချက်ချင်းသူများမကြည့်ဘူးဗျဆက်လုပ်ဆက်လုပ်သူများပြောတာတစ်ချက်ပြန်ကြည့်ပြန်ဆန်းစစ်ဘယ်လိုပြောမလဲဖေးနေရာမှာလိုနေတာလဲပါဆက်လုပ်တင်တာလဲကိုယ့်အကူပြန်ပြီးတော့စစ်စစ်ဗျဆက်လုပ်ဗျဆက်လုပ်ပြအဲ့လိုပဲအကြံပေးချင်ပါတယ်တလောက်ပါပဲ ဒါဟာကျွန်တော်ဘဝနဲ့ရင်းနှီးပြီးတော့ရခဲ့တဲ့တင်ခန်းစာလေးခုဗျာမိတိအရာမစိုးလှုပ်တင်လှုပ်ထိုက်တယ်လို့ယုံကြည်တယ်ဆိုရင်စတာစပါခင်ဗျအချိန်မဆောက်မှနဲ့နောင်တမရစေချင်လှုပ်ပါခင်ဗျအားလုံးအဆင်ပြေကြပါစေတိုက်ရမင်းရစေအမေရိကရောက်ရှမ်းတယောက်